မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်ရရအစဉ်ပြေကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ခင်ဗျာဆရာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောဇရန်ကြီးကိုဟောကြားပေးมาဖြစ်ပါတယ်ဟောဇရန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတွေဆရာကအဲဟောဇရန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့အဲ အိမ်ဆောက်ရက်တရားစလို့ဟုတ်လားယူရင်တူအခါပေးရက်တရားအစုံလာပြီလာပွဲငကားကောင်းအရက်ဟုတ်လားတီနေရနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ၁၇လပိုင်းအတွက်အလုပ်ပိုင်းတွေစီးပွားရေးတွေချွေစည်းတွေအဆရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ချုပ်ခေါ်ထားတယ်၁၇လပိုင်းအတွက်အရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမဆိုအားလုံးနဲ့တတ်ဆိုင်ကြောင်းနဲ့ တချို့မိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘယ်လိုဆောက်ရမလဲရည်တွင်းတူးတဲ့အခါဆိုတာလေးကိုဆရာကတလတာမင်္ဂလာအခါရီကောအားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကိုလာတိုင်းလာလာမိကြတယ်ဆရာ hostel ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့17လပိုင်းအတွက် hostel ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာ နမောတတဘဂဝတောအရဟတောတမံတံဗုဒ္ဓတာတရဏနှစ်2569ခုနှစ်မြန်မာတပ်ပရိ1368ခုနှစ်ဒဇောင်မုံလာနရောလာအတွက်ဟောစဒံခုနှစ်2025ခုနှစ်နိုဝင်ဘာလအတွက်ဆက်တလပိုင်းအတွက်တလစာဟောစဒံကြီးနေရှောင်းရံဆောင်းရံအတွက်လိုအပ်တော့ရာများကို ပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်ဆက်တလ2025 ၄ရက်၁၇လ၂၀25အင်္ဂါနေ့ဟာတစောင်းမိုးလာပြီနေလဲဖြစ်ပြီးတော့၁၉ရက်၁၇လ၂၀25ဗုဒ္ဓဘူးနေ့ဟာတစောင်းမိုးလာွယ်ရက်လဲဖြစ်ပါတယ်အဲကြားဖြတ်ပြီးပြောလိုပါတယ်အဲဆရာတို့တစောင်းမိုးလာပြီနေဆိုဆရာကနှစ်စင်ချစ်ကြိမ်မြောက်ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာ မိတ်ဆွေတို့ဟိုဆရာတို့ကရွှင်ကျော်အိစာတရားမိတ်တိစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာဖေကလည်းပြောကကုတာဆိုတော့အဲဆရာဖေကတော့ဗီဒီမဟုတ်ဘူးကြားဖေကပြောကကုတာနှစ်ပေါင်း20ကျော်ကြာပြီအဲ့တော့ဆရာတို့နှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဇေယပူဇော်ပွဲကြီးကြီးကျယ်ကျယ်လုပ်တာချစ်ကြေမြောက်ချိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးရဆရာမိတ်ဆွေကြုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာနေကြုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာ ဆရာတို့ကဘယ်နေသားမဆိုအလူငွေထဲဝင်ချင်းတီးခံမှာဒါပြီးတော့အားလုံးကို လာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုကျွေးပြီးတော့အဲစွန့်နာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့တော့အန်ဒီရဲ့ကိမာညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဂျီချွင်ကျော်အိစာတရားမိတ်တိစီဂိုင်းတော်ရဲ့ချစ်ကြင်မြဟောက်ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအဖို့တော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲ မိတ်ဆွေတို့အနေနဲ့ဂိုင်းဝင်မှမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိတ်ဆွေများကုသိုလ်ပါဝင်လာပါကြောင်းဆက်ထက်လောင်းဆရာကအကြံပေးလိုပါတယ်။အကဲဆရာတို့စပေါ်လိုက်အောင်လေးပြစ်တာပြသွားပြီ။ဤလအတွင်း၄ရက်၁၇လ2025အင်္ဂါနေ့ဟာတစောင်းမုံလာပြင်းနေလဲဖြစ်ပြီးတော့ပြည်သာရရလည်းဖြစ်တယ်။၁၉ရက်၁၇လ2025ဗုဒ္ဓဟူးနေ့ဟာတစောင်းမုံလာကွယ်နေလဲဖြစ်ပါတယ်။ဤလအတွင်းမှာငကားကောင်းအရှိပဲအရက်သူလှဲ့ပါတယ်။ ထို့တူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိအတိရှိနေကြတယ်အဓိကကတော့ဆရာတို့ငကားကောင်းအရှိပါအရာလှဲ့တာကိုသိရင်ရပြီပေါ့သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူဟလာမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ်အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းနဲ့ဤလအတွင်းငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ် ထို့သူဝမ်းကအတောင်ရက်ကြောကမြောက်ရက် အမိက အနောက်ရက်တို့အတိအသည်တရှိနေကြပါတယ်ဒီလအတွင်းမှာကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ခြင်းများအသက်ရှူကြက်ခြင်းများစသောအရာများကိုခလေးငယ်တွေမှာအထုကယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင် အသက်ကြီးသူများဖို့ကတော့ဒူးတို့ခါတို့အစစ်အမြစ်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင်ထိခိုက်တာမျိုးလေးတွေ အဲမိတ်ဆွေတို့အနေနဲ့သတိပြုဆင်ခြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဖို့ကတော့အဲအသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုဆင်ခြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများဖို့ကတော့ဒူးတို့ခါတို့အစစ်မြင့်တို့နဲ့ပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားဆင်ခြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီဆက်လက်ပိုင်းတွင်မှဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာလုပ်ငန်းများဆက်ပစ္စည်းရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဒက်စီဒီဇယ်လောင်စာစီအဆရှိသောအရာများအိုးအိမ်ရှမ်းပြည်နေရာထိုင်ခင်းများ များစွာထွန်ကားတက်ပြီးတဲ့အခါစားတောက်ကုန်လုပ်ငန်းများစံစီစေးစားဆက်ပစ္စည်းအစရှိသောလုပ်ငန်းတွေအထယ်လိပ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပရေးရာဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီချွေစည်းဟာအတက်ပတ်သို့ရောက်ရှိနိုင်တော်လဲမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြုံရတတ်သောလာဖြစ်ပါတယ်လူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ ရည်စားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဗတ်အစ်စ်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်တော့ကြောက်ဆရာမိတ်ဆွေများအရှည်ရင်နဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအရှည်ရင်နဲ့ပတ်သက်ရင်တော့တုံဆိုင်တွေဝေမနေပဲနဲ့ရံငင်နာလဲမင်္ဂလာရက်လာရွေးလို့ရကြောင်းနဲ့အဲမိတ်ဆွေတို့အရှည်ရင်မှာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအသာကောင်းမှုပြီးတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရွက်ခြင်းတွေအတွက်လဲအသာကောင်းမှုကြောင်းထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အိမ်အောင်ရှင်များဖို့ကတော့ နေရာထိုင်ခင်းနဲ့ပတ်သက်သောကိစ္စများကြောင့်အိမ်ဆောင်ကြီးမှဖြစ်ဖြစ်အဲမိမိရဲ့အိမ်ဆောင်ဘက်ရဲ့ယာလူလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်ခင်းအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာအစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံပြီးနေရာအစ်ရရှိခြင်းပြောင်းရွှေ့ခြင်း ရာထူးတက်ရှင်းနေကြောက်စိတ်ချမ်းသာစရာမျိုးဝေးကွာနေသောအိမ်တော်ရှင်များအဖို့အပြောင်းလဲလေးတွေကြောင့်ပြန်လည်စုံစည်းရတာမျိုးတွေကြုံရတတ်သောလဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပါရစေဒီလထာတော်တွင်မှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့အလုတ်တွဲလောက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇနီးသားသမီးတွေနဲ့တွဲဖက်ပြီးမိတ်ဆွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပို့ပြီးတော့ညှိနှိုင်းတိုင်မင်းဆောင်ရွက်တာမျိုးပါကံကိုအားသာကောင်းမှုပြီးဈေးပြီးတော့၄ကနန်း၆ကနန်း 0ခန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆက်ရှိသောအရောင်တွေများများပါသောအရောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီအကျိုးပေးကံကောင်းစေသောအရတ်မှာအရှိစုစုရဖြစ်ပါれခမရဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက် 17ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ခံကောင်းစေနိုင်တယ်လို့အိမ်ဆောက်ပနက်ရရေရင်တူလို့တော့ဆရာမိတ်ဆွေများဟုတ်ကတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက်16ရက်15ရက်နေ့ဒီမှာအိမ်ဆောက်ခြင်းပနက်ရခြင်းမြေတူးဆွမှုအလုပ်တွေမှာအားသာကောင်းမွန်ပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုရဟန်းခံအိမ်ဒတ်မင်္ဂလာပြုလုပ်လို့တော့မိတ်ဆွေများ ဒီအော်တိုဘာက၄ရက်22ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရရင်အသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်ထောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့ရဆရာငယ်ရဲ့မိတ်ဆွေညီကိုမောင်တို့ပါများအနေနဲ့ကတော့နိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲညနေမွန်တဲ့2နာရီမကျော်မီဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲရှေ့တိုးဆောင်ရပြီးတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းကံလန်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်း ဆရာမီဆွေတွေကိုဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇာငယ်အနေနဲ့2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့မျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆိုရေရရာကြိုက်တလောက်ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ရှတောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်ဇာငယ်ချမ်းသာတာကြပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဇာနောက်တစ်ခေါက်လောက်ထပ်ပြောခြင်းပါလေစကားလက်ဆောင်လေး ဇန်ငယ်မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရသောဗျိုးမိတ်ဆွေဝိညာကန္နာဖြစ်လာပြီဆိုရေရရာကြိုက်တော့ရှိ စွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ချတော့နဲ့ကန်စာတာတက်ကြီးဆိုရင်တော့ဇာငယ်ရှမ်းတာတာကြာပြီဤက2025ခုနှစ်17လပိုင်းအတွက်ဝါဇဏ်ပီဤ ကဲကျေးဇူးတင်ပါတယ်ဆရာငယ်မိတ်ဆွေ900တား900တားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝီဖြိုးခဲ့သူစီးစိန်ဥစ္စာများတိုးပွားကြပါစီကြောင်းနဲ့ဆရာငနာပြည်တင်မိချင်းဖုန်ကို3ည2 9 3ည4တလျှောက်7902900 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5052မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေအားလုံးအဆက်ဆက်ရရအောင်မြင်ပါစီ